မင်္ဂလာပါရှင်။ပါမခိတဲ့တဲ့ရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေညနေခင်းတဲ့ရင်များကိုအစီအခံတင်ဆက်ပေးပါရရှင်။ပထမဆုံးတဲ့ရင်နေနဲ့စေကောင်းဆောင်မင်းအောင်လိုင်းအလွန်တက်ချုပ်ဘသူဖြစ်လာမလဲဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရ။ 2025ခုနှစ်ဖေဖော်ဝါရီလမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာအရင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးအောင်တန်းရွှေရဲ့ယာရုစက်ခံရေးပြူဟောင်းကိုထင်ဟပ်စေတဲ့အဓိကနေရာကစစ်ဘက်ယာရုတွေကိုပြောင်းလဲခဲ့ပါတယ်။အရာရှိငယ်တွေကိုယာရုတို့မျက်နှာနဲ့အကြီးတန်းတံမှုတွေကိုဘေးဖယ်ထားလိုက်ခြင်းဖြင့်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကသူ့နေရာကိုစက်ခံမဲ့သူတို့အတွက်နေရာပြင်ဆင် နေခဲ့ပုံပေါ်ပါတယ်။ ဘိုးကျုံမှုကြီးတန်ရွှေနဲ့မတူတာကတော့ဘိုးကျုံမှုကြီးမင်းအောင်လိုင်ဟာလက်ရှိမှာမကြုံစဘူးစည်ရေရှုံးနေမှုတွေတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့မဖြေရှင်းနိုင်သေးတဲ့အငင်းပွားမှုတွေကြီးထွားလာတဲ့စည်ရေခုခံမှုတွေချောမွေ့တဲ့အတင်ကူပြောင်းရဲ့ထိန်းချုပ်နိုင်မှုအပေါ်ကအကန့်အသတ်တွေနဲ့ရင်ဆိုင်နေရပါတယ် 2025ခုနှစ်ဖေဖော်ဝါရီလမှစက်ကောင်းစာဟာစစ်တပ်နဲ့အစိုးရအဖွဲ့အတွင်းအပြောင်းအလဲကိုလှုပ်ဆောင်ခဲ့ပြီးလွန်ခဲ့တဲ့2010ပြည်နှစ်တုန်းကစက်ကောင်းစာဟာပို့ချုပ်မှုကြီးတန်ရွှေနိုင်ငံကြီးလောကကနေမနှုတ်ထွက်မီလှုပ်ဆောင်ခဲ့တာတွေနဲ့အလားတူလှုပ်ရှားမှုတွေကိုစတင်လှုပ်ဆောင်လာတာတွေ့ရပါတယ်အရင်လိုပြန်လဲဖွဲ့စည်းမှုကြောင့်စစ်ကောင်ဆောင်ဟာသူ့ရင်တက်မတော်ကဝေးဦးစီးချုံဟောင်းလိုပဲနိုင်ငံရေးလောကနေထွက်ခွာဖို့ပြင်ဆင်နေသလားဆိုရင်မေးခွန်းတွေထွက်ပေါ်လာစေခဲ့ပါတယ် ငယ်ရတဲ့အရာရှိတွေကိုအရေးပါတဲ့စစ်ဘက်ယာရုတွေတိုးမြင့်ပေးတာနဲ့အနာသိန်းအုပ်ချုပ်ရေးအစိုးရအဖွဲ့တွင်အကြီးတန်းအရာရှိတွေကိုပြန်လည်ခန်းထားလိုက်တာဟာဗိုလ်ချုပ်မှုကြီးတန်ရွှေလုတ်ခဲ့တဲ့စက်ခံရေးပြူဟာကိုထင်ရစေခဲ့ပါတယ်။ဒါပေမဲ့မကြုံစဘူးစေရေးအရာရှုံးနိုင်မှုတွေနဲ့ဒီမိုကရေစီအတိုက်ခံတွေရဲ့အင်အားကြီးထွာလာမှုတွေကြောင့်စစ်ကောင်စောင်းမင်းလိုင်းဟာချမှတ်ပြတ်တန်းထားတဲ့အသွင်ကိုပြောင်းရေးအတွက်အဆုံးဖြတ်ပေးနိုင်မယ့်အနေအထားမှမရှိဘူးလို့ဆိုပါတယ်။ ပူဇော်မူကြီးအောင်ဦးတန်းရွှေဟာသူနဲ့သူ့ရဲ့လက်ထောက်တက်ချုံနဲ့ဒူးတက်ချုံယာရုနေရာမှာစက္ကန့်မှုငရွယ်တဲ့အရာရှိနေရာကိုရွေးချယ်ပြီးသူ့ရဲ့ထွက်ပေါက်ကိုဂယူတဆိုင်ကျူးကန်နေတာပါ။အဲဒီနောက်ပိုင်းမှာတော့အုတ်ချုပ်ရေးပိုင်းနဲ့နိုင်ငံရေးအတွေ့အကြုံရှိအရာရှိတို့ဖြစ်တဲ့ဒုတိယပူဇော်ကြီးမင်းအောင်လိုင်ကိုကာဝေးဦးစီးချုပ်ဖြစ်၎င်းသဘောရတင်းမာတဲ့ပူဇော်ကြီးဆိုဝင်ကိုဒူးကာဝေးဦးစီးချုပ်ဖြစ်၎င်းရွေးချယ်ခဲ့ပါတယ်။ အသွင်ကိုးပြောင်းရေးကာလမတိုင်ခင်ကာလမှာပို့ချုံမှုကြီးတန်ရွှေဟာ1992ခုနှစ်မှာဩဇာကြီးမားတဲ့တိုင်မိုးတွေကိုဝင်ကြီးနေရာတွေမှာပြန်လည်ခံထားခဲ့ပြီးသူတို့တွေကို1998ခုနှစ်မှာရှာရုကနေအနာပေးလိုက်ပါတယ်။ 2004ခုနှစ်မှာတော့အလားအလာရှိတဲ့ပြိုင်မက်ထောက်လန့်ရေးအကြီးကဲဘိုးချုပ်ကြီးခင်ညုံကိုထောင်ချခဲ့ပါတယ်။စစ်တပ်အတွင်းမှာစူးစီးချုပ်ကင်ထားပြီးတဲ့နောက်တန်းရွှေဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမိတ်ဆက်ခဲ့ပြီးအသွင်ကူးပြောင်းရေးအစဉ်ကိုသတ်မှတ်ပေးခဲ့ပါတယ်။ဆရာနာသိမ်းမင်းငါနဲ့အတွင်းမှာဘိုးချုပ်မူကြီးမြောင်လိုင်းဟာအလားတူပြူဟာတိုင်းလိုင်းနာခဲ့ပုံပေါ်ပါတယ်။သူထက်အသက်16နှစ်ငယ်တဲ့ဒုတိယဘိုးချုပ်ကြီးကျော်စွာလင်းကိုတမ်ဘရော်ညှိနှိုင်းကုတ်ကဲရေးမှုကြီးရည်လေးရာတို့တိုးပေးခဲ့တာပါ။ဘိုးချုပ်မူကြီးတန်းရွှေက ူကိုခန့်အပ်ခဲ့တော့ကလို့ပဲဒုတိယပူဇော်ကြီးကျော်စွာလင်းကိုတည်တံတင်ရှားတဲ့တိုက်ပွဲအတွေ့အကြုံရှိပေမယ့်ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်မှအကြီးကအုပ်ချုပ်ရေးတာဝန်တွေကိုစစ်ကောင်းဆောင်ကထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်းဆောင်နေရာလုံးဖြစ်တဲ့တန်းရွှေနယ်မင်းအောင်လိုင်းကတော့တိုက်ပွဲအတွေ့အကြုံထက်ကောက်ရီဦးစီးချုပ်ယုံလုပ်ငန်းဆောင်တာရီနဲ့ယင်းနီကျွမ်းဝင်မှုကိုဦးစားပေးခဲ့ပုံပေါ်ပါရယ်အမတ်တစ်စစ်စင်ရဲ့အထူးအဖွဲ့မှုဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကို2024ခုနှစ်အတွင်းနေမြေခံစစ်ဌာနချုပ်နှစ်ခုကိုတင်ယူခဲ့တဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့အတွက်စစ်ကောင်းဆောင်ရဲ့ညီနာရေးမှုအဖြစ်တွေ့မြင်ခံထားခဲ့ပါရယ်နောက်ပိုင်းစစ်ကောင်းဆောင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်တန်းထိုင်ကိုကြီးတဲ့ရဲ့ညီနိုင်ကိုကဲရဲ့အရာရှိချုပ် ဖြစ်ခန့်အပ်ခဲ့ပါတယ်။ကိုကိုဦးနဲ့တန်းထိုက်တို့နှစ်ယောက်စလုံးဟာ2024ခုနှစ်အောက်တိုဘာလအတွင်းအရက်သားတွေကိုရရက်ဆက်ဆက်တက်ဖြတ်ခံခဲ့ရတဲ့စကိုင်းတိုင်းအတွင်းကရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်တာဝန်ရှိသူတွေဖြစ်ပါတယ်။အခုလိုစစ်ကောင်းဆောင်မြောင်းလိုင်းရဲ့အပြောင်းလဲကဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုသူ့ရဲ့စက္ကန့်တို့အဖြစ်ခန့်အပ်ဖွဲ့ရှိနေကြောင်းညွှန်ပြနေပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ဗိုလ်ချုပ်တန်းထိုင်နှုတ်ဦးရဲကတူဟာဒုတိယကာချုပ်နဲ့ပူရင်းစဦးစီးချုပ်ဖြစ်ရာထူးတွင်းမြင့်ခင်ရနိုင်ကြီးရှိနေပါတယ်။ဒီချာဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့စက္ကန်ရေးပြူဟောင်းထင်ဟပ်ဆေးပြီးစစ်ကောင်းဆောင်ကသူ့ရဲ့နိုင်ငံရေးထွက်ပေါက်အတွက်အုံမြင့်ချနေတယ်လို့ထင်ကြေးပေးနေကြပါတယ်။ ပို့ချုပ်မှုကြည့်မြင်အောင်လည်းကသူရာထူနေရတဲ့အလားလာရှိတဲ့ထိတ်တန့်အဆင့်ရွေးချယ်ထားသူတွေကိုစိန်ခေါ်နိုင်တဲ့စစ်တပ်အရာရှိကြီးတွေကိုအုပ်ချုပ်ရေးပိုင်းတွေမှာပြန်လည်တောင်းပေးတာဟာသူလိုလာတဲ့သူနေရာမှာစက်ခံမဲ့သူအတွက်လမ်းရှင်းပေးလိုက်တာဖြစ်တယ်လို့သုံးသပ်ရပါတယ်1990ပြည်နှစ်လွန်တုန်းကပူဇော်မှုကြီးတန်ရွှေလိုမျိုးပဲစကောင်းဆောင်မင်းအောင်လိုင်းဟာပူဇော်တော်တော်များများကိုစည်ရွက်ခဲ့မှုအပိုင်းကနေဖေရှားခဲ့ပြီးဩစာအကန့်အသတ်ရှိတဲ့ဝင်ကြီးရာထူးနေရာတွေဆီအရောက်ပိုခဲ့ပါတယ်။ အဲ့ဒီအရာရှိတွေကစည်ရင်းနဲ့ပတ်သက်တဲ့အခမ်းအနားတွေစီတက်ရောက်ဖို့ခရင်သွားတာဒါမှမဟုတ်လူအများရှိမှယူနီဖောင်းဝတ်ပြီးပေါ်လာတာမျိုးတိတ်မရှိတော့တာဟာစစ်ဘက်ရေးရာမှာသူတို့ရဲ့အခမ်းအနားယော်နေသွားတာကိုပြသနေပါတယ်အဲ့ဒီလိုမျိုးအဆက်ဖြတ်တောက်လိုက်မှုဟာငယ်ရွယ်တဲ့ပူချုပ်ကြီးတွေကိုတတ်ချုပ်အဖြစ်ပုံမှန်ခံထားနိုင်စေဖို့မင်းအောင်လိုင်အတွက်နေရာဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်။ စကားဆောင်မြောင်လိုင်းဟာအာနာသိမ့်ပြီးတဲ့နောက်ဩဇာအာနာတီတီတတာတွုံးမြင်လာခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးဆိုထွတ်တို့ကိုအကျဉ်းချခဲ့ပါတယ်။စစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦးကိုမျက်နှာသာပေးခဲ့ပြီးမြောင်လိုင်းရဲ့အရာရှိတွေဟာကာချုပ်ဖြစ်လာနိုင်စေနေပါတယ်။ဗိုလ်ချုပ်ကြီးရေဝင်းဦးလက်ထက်မှာစစ်ထောက်လန်းရဲ့အာဏာတိုးချဲ့မှုဟာဗိုလ်ချုပ်ကြီးခင်ညွန့်ခေကပြည်ရင်းအာဏာရုံးကံမှုတွေလိုပဲရှေ့တန်းကတိုက်ပွဲဝင် တက်မှုတွေနဲ့တင်းမာမှုတွေကိုနှိုးဆွရရောက်ခဲ့ပါတယ်။ နှင်းလကြာမြင့်ခဲ့တဲ့2000ခွန်ရွှေခွာရောင်တော်လန်ရေးကလွဲလို့လူလူအောင်ကြွားမှုကြီးကြီးမားမားမရှိခဲ့တာကြောင့်သူ့ရဲ့အသွင်ကိုပြောင်းရေးစင်းမြင့်တွေကိုပို့ချုပ်မှုသည်တန်ရွှေရဆုံးဖြတ်နိုင်ခဲ့ပါတယ်။သူ့ရဲ့အစိုးရဟာနေဆက်ဒေတာမှာအပြင်ခက်ရစဲရေးအရင်ရှင်ပြူဟာစနစ်ကနေတဆင့်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းအများစုနဲ့အပြင်ခက်ရစဲရေးသဘောတူညီချက်တွေကိုရယူနိုင်ခဲ့ပြီးသူ့အတွက်အတိုက်အခံတွေကိုအနေငယ်လောက်သာခြံထားခဲ့နိုင်ပါတယ်။ 2029ခုစစ်စင်ရဲ့ပြီးမှမကြုံစဘူးစည်ရေရှုံးတဲ့မှုတွေနဲ့လူလူအောင်ကြွမှုတွေအင်အားကြီးထွာလာမှုဟာစက်ကောင်းဆောင်ရဲ့အသွင်ကိုပြောင်းရဲ့ပေါ်ဆုံးဖြတ်ပေးနိုင်စွမ်းကိုထိခိုက်စေခဲ့ပါတယ်။ အနာသိန်းစက်ကောင်စီက2024ခုနှစ်မှာမြို့နယ်ပေါင်း330အနက်145ခုမှသာသကောင်စီအချက်လက်တွေကိုကာယူနိုင်ခဲ့ပြီးနိုင်ငံရဲ့ထက်ဝက်ကျော်ကိုထိန်းချုပ်နိုင်မှုမရှိတော့ဘူးဆိုရပြသနေပါတယ်။စစ်တပ်ဟာအဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့အပြစ်ခတ်ရက်စဲရေးကိုအမခန့်ထားနိုင်ခြင်းမရှိပေမဲ့ညီနောင်မမိတ်သုံးဘွယ်နဲ့ညီနိုင်မှုတွေဆက်လက်လှုပ်ဆောင်နေတာကိုတွေ့ရှိရပါတယ်။စစ်ကောင်စီကအဲ့ဒီညီနိုင်ရဲ့အပေးယူကိစ္စတွေမှာစီရင်ပိုင်ခွင့်အနာမရှိဖြစ်နေပြီးဘလို့အသွင်ကူပြောင်းရေးအစီအစဉ်ကိုမစိုးတော်လိုင်း အင်အားစရိထံကနေလက်ခံမှုရရှိရမှာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကသူနဲ့လက်ရောညှိထွေရှိတဲ့အရာရှိငယ်တွေကိုယာရုတိုးပေးတာအကြီးရန်တံမှုတွေကိုဘေးဖယ်ထားပြီးသူရရထားတဲ့တက်ချုပ်ယာရုစက္ကန်တို့အတွက် ပြိုင်ဘက်တွေကိုဖယ်ရှားကဖြစ်နိုင်ခြေရှိတဲ့ထွက်ပေါက်အတွက်အုံမြင့်ချနေပုံရပါတယ်။ဒါပေမဲ့စီမံပြဋ္ဌာန်းထားတဲ့အသွင်ကိုပြောင်းရေးကိုကျိုးကင်ခဲ့တဲ့ဖိုးချုပ်မှုကြီးတန်ရွှေရဲ့ခြေရာကိုလိုက်နေနေပုံရပြီးစစ်မြေပြင်ဆုံးရှုံးမှုတွေခြေပြင်းတဲ့ခုခံမှုတွေနဲ့စက္ကန်စီရဲ့ထိန်းချုပ်မှုယုံနယ်လာခြင်းတွေဟာသူ ချမှတ်ထားတဲ့အစီအစဉ်အတိုင်းထွက်ပေါက်တစ်ခုချမှတ်နိုင်ဖို့ဖြစ်နိုင်ခြင်းမရှိဖြစ်နေပါတယ်။ယခုဆက်လက်ပြီးအင်းတော်မျိုးသိန်းတိုက်ပွဲဝင်ရဲဘော်တွေအောင်ဝဲခံဆွေးနွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းနိုင်ကတာခရိုင်အင်းတော်မျိုးရှိစစ်ကောင်စီတပ်တွေကိုတော်လိုင်းပူပေါင်းတပ်တွေကရှလကြောကြားထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်အခုလဧပြီ9ရက်နေ့ညမှာအပိသက်သိမ်းယူနိုင်ခဲ့ပါတယ်။အင်းတော်မျိုးကိုသိမ်းပိုက်ပြီးနောက်တိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ရဲဘော်တွေအောင်ဝဲခံနေတဲ့မှတ်တမ်းတပ်ပုံတွေကိုចောင်းသားတက်မတော် ABSDF ကဒီကနေ့ဧပြီလ 9ရက်နေ့နေလယ်မှာထုတ်ပြန်ခဲ့ပါတယ်။ကချင်ပြည်နယ်နဲ့ကလျက်ရှိတဲ့အင်းတို့မျိုးသိန်းတိုက်ပွဲမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ပါဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေ၊ကျောင်းသားတပ်မတော် ABSDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့နှစ်2024ခုနှစ်ဩဂုတ်လတည်းကထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပြီးဖြူဟာရအရေးပါတဲ့ဂျပန်လိုင်းကိုဂုံကိုနောက်ဆုံးသိမ်းယူပြီးမျိုးကိုသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ။အင်းတော်မျိုးသိန်းစစ်စင်ရေးကရရှိတိုက်ဝဲတစ်ခုဖြစ်ပြီးစစ်ကောင်စီတပ်တွေအနေနဲ့စစ်ကူများရှိခြင်း၊မြေပြင်ကလက်နက်ရိက္ခာထောက်ဖို့ဆောင်ရွက်နိုင်မှုမရှိခြင်း၊ထိခိုက်သေးဆုံးမှုများပြားခြင်းတို့ကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဖိအားကိုရေရှည်တောင်းမခံနိုင်တော့ဘဲနောက်ဆုံးအခြေပြုရဂျပန်လှိုင်ကူကနေတပ်မမှုဦးဆောင်တဲ့အဖွဲ့ကအေရန်လ9ရက်ည9နာရီခန့်မှာစကန်ဆွန်လော့ဆုတ်ခွာသွားတာဖြစ်တယ်လို့အန်ယူဂျီကော်ရီဝင်ကြီးဌာနကလည်းမနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။ အင်းတို့မျိုးသိန်းတိုက်ပွဲကနေဟောင်းဝင်းစာနှစ်လန်း120မမနှစ်လန်းအပါဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခရဲမီးကြောင့်အများပြတိမ့်မရရှိတယ်လို့လည်းဖော်ပြထားပါရှင်။